အင်အားအသင်းအသင်းရှိတဲ့မြင်းကလေးတွေဇက်တိုက်လှုပ်ခတ်နေတယ်လို့မိုးလေဝသနဲ့ဇလားပြေရညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေနဲ့ဒေသခံတချို့ရဲ့ပြောကြားချက်တွေအရသိရပါဗျ။ဧပြီ17ရက်မနက်ပိုင်းမှာပဲအင်အားအသင်းအသင်းရှိတဲ့ငလင်၄ချိန်ဇက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ပထမဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ဟာမနက်8:43မိနစ်မှာဝမ်တွေးမြို့ရဲ့အရှိအရှိမြောက်ဖက်9မိုင်ခန့်အကွာအနက်23ကီလိုမီတာမှာ Richter scale 3အဆင့်ရှိတဲ့ငလင်ဖြစ်ပါတယ်။ မနက်9:00နာရီနှစ်မိနစ်မှာတောင်ကုန်မြို့ရဲ့အနောက်အနောက်မြောက်ဘက်73မိုင်ခန့်ကိုဗဟိုပြုပြီးအနက်73ကီလိုမီတာ Richter scale 4.3အဆင့်ရှိတဲ့ငလင်ဒုတိယအကြိမ်လှုပ်ခတ်ခဲ့ပါတယ်။တတိယကြိမ်လှုပ်ခတ်တဲ့ငလေဟာမနက်09:59မိနစ်မှာဝမ်တွင်းမြို့ရဲ့အရှိတောင်ဘက်9မိုင်ခန့်ကိုဗဟိုပြုပြီးအနက်10ကီလိုမီတာမှာ Richter scale 5အဆင့်ရှိတဲ့ငလင်ဖြစ်ပါတယ်။၄ကြိမ်မြောက်လှုပ်ခတ်တဲ့ငလင်ကတော့မနက်17:28မိနစ်မှာ မလိုက်မြို့ရဲ့အရှိအရှိတောင်ဘက်၃မိုင်ခန့်အကွာအနက်30ကီလိုမီတာမှာ Richter scale 4.9အစင်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်လှုပ်ခတ်မှုတန်ကိုတောင်ကူသဲတော်ဝန်းတွင်အဆရှိတဲ့ဒေသတွေအပြင်ရှမ်းပြည်နယ်အင်းလေးကံမှာလည်းခန်းစားခဲ့ရတယ်လို့အဲ့ဒီဒေသတွေမှာနေထိုင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။လောက်တာလဲအတော်ပြင်းနေလူတွေလဲအိမ်ထဲမှာမနေရဲကြတော့ဘူးဘယ်ချိန်ထိလောက်အောင်မလဲမသိဘူးအကုန်လုံးလမ်းမပေါ်မှာပဲထွက်နေရတယ်လို့ သဲတော်ဝင်းတွင်းမြို့မှာနေထိုင်သူတဦးကပြောပါရယ်။ဒါပြင်အင်းလေးကန်တွင်အင်အားပြင်းငလင်ကြောင့်ပြို့ကျပျက်စီးမှုတွေကိုကုညီသူတဦးကလည်းငလင်လှုပ်ခတ်မှုကိုခံစားခဲ့ရတယ်လို့ပြောကြားခဲ့ပါရယ်။